။ဟိုရေရေတောက်တာတော့ပြန်အန်လာ။ပြန်လာဖြစ်တဲ့အတွက်ရေအများကြီးဝင်သူကဘိုက်အောင်တယ်လေ။ဘိုက်အောင်ပြန်အထွက်မှာဆိုလို့ဒါပေမဲ့ရေမတောက်ဘူးဆိုလို့ရှင်နှခန်းတွေချောက်တယ်။နှခန်းချောက်တော့အဲ့ဒါကျွန်တော်ကရေလေးနဲ့အဲခေါင်းလေးနဲ့ဆွတ်ဆွတ်ပြီးတော့အဲ့ဒါကပ်ပေးတာပါ။အဲသုံးပြီးပေါ့ဗာညာပေါ့အဲ့လိုမျိုးပေါ့အဲ့လိုရှောက်ပြီးတရင်ဖွာတာပေါ့နော်အဲ့လိုမျိုးဟိုဒီပေါ့မုတ်ချိုအိပေါ့မုတ်ချိုအိရောင်တယ်အစာအိရောင်တယ်ပေါ့ပြီးရင်အသေးရလည်းနည်းနည်းလေးပေါ့အရင်ကထပ်ပုံကြီးနည်းနည်းလေးကြီးလာတာပေါ့အဲဖြစ်တော့တော့အသေးရ၁၀စပေါ့နော်၉စခွဲလောက်ကြီးသွားတာ တတ်တာလားဆိုတော့အရှင်းကြီးတော့မဟုတ်သေးဘူးဟုတ်ခုနေလုံးပါပဲဟုတ်ပရိသတ်တွေလည်းအိုက်ပုံမြင်ပြီးတော့ဆိုရင်အမှန်မှန်တော့ခုနကျွန်တော်ပြောသလိုပဲကိုကြီးရေတောက်တာအောင်ပြန်အန်လာပြန်အန်လာဖြစ်တဲ့အတွက်ရေအများကြီးဝင်သွားဘိုက်အောင်လေဘိုက်အောင်ပြန်အန်ထွက်မှာဆိုလို့ဒါပေမဲ့ရေမတောက်ဘူးဆိုလို့ရှိရင်နှက်ခမ်းတွေချောက်တယ်နှက်ခမ်းချောက်တော့အဲ့ဒါကျွန်တော်ရေလေးနဲ့အဲခုံလေးနဲ့ဆွတ်ဆွတ်ပြီးတော့အဲ့ဒါကပ်ပေးတာပါအဲ့ဒါကိုအဲ့ဒါကို ဘိုင်းဘုံကတချို့လူတွေကအဲဆုံးပြီပေါ့ဗျာညာပေါ့အဲ့လိုမျိုးပေါ့အဲ့လိုရှောက်ပြီးတရင်ဖွာတာပေါ့နော်အဲ့လိုမျိုးမလုပ်ကြပါနဲ့လို့လေဒီကနေမြေတိုင်ရခိုင်ပါတယ်အဲအခုလောလောဆယ်တော့ကိုကြီးကတော့ကျမကြီးကတော့အရင်ထက်စားလို့ရှင်တော့ကောင်းလာတယ်လို့ပဲပြောအောင်ပါပေါ့နော်အဲတတလာဆိုတော့အရှင်းကြီးတော့မဟုတ်သေးဘူးပေါ့ဟုတ်ကုနေတော့မှပဲအခုကကိုကြီးကအစာမစားတာရက်တွေကြာသွားတော့ ဟိုဒီပေါ့မုတ်ချိုအိပေါ့မုတ်ချိုအိရောင်လေအစာအိရောင်လေပေါ့ပြီးရင်အသေးရလည်းနည်းနည်းလေးပေါ့ရေရထပ်ပုံပြီးနည်းနည်းလေးကြီးလာတော့ဟောဒါပေမဲ့အခုတော့တေချာစေယုံတက်ပြီးတော့ကိုကြီးကဘာလို့လဲဆိုတော့စေယုံတိတ်မတက်ချင်စေယုံမတက်ချင်လို့ဆိုတော့အဲ့အဲ့အကြောင်းဖြစ်သွားတာပေါ့နော်အမှန်မှန်တေချာ view site လိုက်မယ်ဆိုရင်တော့အဲ့လောက်ဒီမစိုးဘူးပေါ့ဒါပေမဲ့အခုစိုးရင်ရတဲ့အနေထားလားဆိုရင်တော့မစိုးတော့မစိုးရင်ရတော့ပါဘူးဆရာဝန်တွေကတေချာ view site တာဖြစ်တဲ့အတွက်ပုံမှန်ထက်ဖြစ်တော့တော့အသေးရ ဆယ်ဆပေါ့နော်90ခွဲလောက်ကြီးသွားတာ90ခွဲဆိုတော့အခုဆံဝင်တွေက view design နဲ့ကြည့်ရှုပြီးတော့ဆောက်ရှောက်ပေးတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်တော့သုံးပုံတစ်ပုံတော့ကြာသွားပါပဲဟုတ်5-6ဆလောက်ပဲကြာပါတယ်ဟုတ်အစာမစားတာက9ရက်လောက်တော့ရှာအစာစားချင်မမှန်တာပေါ့အဲစားတော့လည်းမစွန့်မပုတ်လေအဲ့လိုအဲ့လိုကြောင်ဖြစ်မှာပေါ့အဲဆေးရုံကတော့ကျွန်တော်တို့ဟိုလာပေါ့16ရက်နေ့ စဖြစ်တာပေါ့နော်16ရက်နေ့စဖြစ်တယ်16ရက်နေ့ကျွန်တော်တို့ဟိုပါပေါ့မနက်ပိုင်းလောက်ထဲအကူရအရင်မဆိုးသေးရတော့ကအာပုံမှန်နည်းနည်းလေးစိတ်ထူးစိတ်တောက်ဆိုရင်ကိုယ်စိတ်ထဲမှာတက်တာသွားပြီလို့ထင်တာလေအဲ့တော့ထွေတွေသွင်းနေစိတ်တွေထိုးတယ်အဲတက်တာသွားပြီထင်ပြီးတော့နည်းနည်းအိတ်လိုက်သေးတယ်အိတ်လေးအိတ်ပြီးတော့နေကင်းလောက်လဲကြာ၄နိုင်လောက်ကြာလို့တော့ကျွန်တော်နဲ့စကားတွေထိုင်ပြောအဲစကားတွေထိုင်ပြောပြီး6နိုင်ကျော်လောက်ကြာတော့ အဲ့လိုရေတောက်လဲရေရပြန်အမ်းလာအဲ့တော့အေးတောက်လဲအေးပြန်အမ်းလာတယ်ဆိုတော့ကိုကြီးကအကျွန်တော်နည်းနည်းတော့စိတ်ပူသွားတာပေါ့အဲ့ဟိုအစ်မပြင်းနည်းနည်းပါပြကြည့်ပါလားဆိုတော့ကိုကြီးက19နှစ်ကြာရင်တဲ့တောင်ကိုပွဲရှိတယ်တောင်ကိုပွဲရှိရဖြစ်တဲ့အတွက်ကိုသူကပုံမှန်လောက်ပဲဖြစ်တယ်ထင်ပြီးတော့အစ်သေးတောက်ပြီးတော့အဲ့တာပေါ့နော်အဲ့တော့အဲ့လိုလည်းမရအာလေတွေကပြန်အမ်းထွက်ရေတွေကပြန်ထွက်ဆိုတော့17နှစ်လောက်လဲကြာကြာနည်းနည်းအချိန်ကြီးဆိုးလာအချိန်ကြီးဆိုးလာတော့ နှစ်နာရီလဲနှစ်နာရီလဲရောက်လဲရောက်သူခံတယ်တိခံသေးတယ်မရတော့အဲနှစ်နာရီလောက်လဲရောက်လဲရောက်လုံးဝမခံနိုင်တော့မခံနိုင်တော့အဲနဲ့ကျွန်တော်တို့ကအာဂျင်ပေါ့မနေ့3နာရီလောက်လဲရောက်လဲရောက်အာဂျင်ကြီးစက်ရစိတ်ယုံတင်ပြီးလိုက်ရတော့ဘူးဘယ်နေရာတော့ရှိနေတာတာအခုဆိုရင်ဒါဒီနေ့နဲ့ဆိုရင်ဒါ20ရက်ဆိုရင်ဟွာတော့ပေါ့စက်ခွန်စက်ခွန်16 19 20 21 26ရက်လောက်ရှိပြီဟုတ် ရှားမှာတော့ကိုရဲ့အရင်နှုံးကပေါ့နော်အရင်နှုံးကလေးကရှိခဲ့တဲ့အဲပေါင်ပေါ့ပေါင်ကတော့အဲ့ဒါလေးကတော့ပြန်ဖြစ်နေတာပေါ့အဲ့ဒါလေးကတော့ခွေးစင်မှုခံယူရမှာပေါ့ဟုတ်အဲ့ဒီတော့ကိုလည်းကိုရကြိုးစားနေပါတယ်ဟုတ်သူ့မှာလည်းအခက်ခဲလေးတွေလည်းရှိနေတော့ဒီရောက်ကောက်ထဲမပေါ်နိုင်သေးဘူးဖြစ်နေတာပေါ့ဟုတ်မျိုးစုံပေါ့အခက်ခဲမျိုးစုံပေါ့အခုဆိုလို့ရှိရင်လည်းအရင်တော့ဆို ဈေးနှုန်းတွေမတူတာကြီးလည်းရှိရယ်လေအခုဈေးနှုန်းတွေအစားအသောက်အားလုံးကြီးလာပြီဆိုတော့ကိုကြီးတို့နည်းနည်းခက်ခဲလေးဖြစ်နေလို့အားကြောင့်မလို့ကူဖြစ်သေးတာပါဟုတ်အဲ့ဒါလေးကူပြင်ကူပြီးွားမယ်ဆိုရင်တော့ကိုကြီးတို့ကအဆင်ပြေမှာပါဟုတ်အဲ့ဒီညညာကဆိုလို့ရှိရင်အဲ့ဒီ၃နာရီခွဲလောက်ကျွန်တော်ကဟိုဘာလို့လဲကိုကြီးနေမကောင်းဆိုတော့နားဆွင့်နေအခန်းတကားတော့ဖွင့်ပြီးအိတ်တာနောက်လည်းကြာရဲ့သူအန်နဲ့အတန်ကြာတော့ကျွန်တော်တစ်ချက်နိုးသွားနိုးတဲ့နိုးတော့နောက်လည်းကြာဝီလင်းထက်လို့သူနာမည်ခေါ်လိုက်တယ် ဝီလင်းထက်လို့ဆိုပြီးနာမည်ခေါ်လဲခေါ်အားသွားပြီးချင်းနေမကောင်းတော့ဘူးဆိုပြီးအဲကျွန်တော်ကအားချင်းအချင်းမူတို့နဲ့လွယ်ကြီးကောက်လွယ်ပြီးတော့အတခိုင်ကိုလာဘာမှမစဉ်းစားနေသွားမယ်ဆိုပြီးအဲစေးတုပ်လေးပိုက်ပြီးတော့ကျွန်တော်တို့အားချင်းစေးရုံတင်လိုက်တာပါဟုတ်ကဲ့စေးရုံစင်းမဲ့ရက်ကတော့ဆယ်ဝန်ကတော့ဒီတရနေ့လောက်နေလို့စင်းလို့ရပြီလို့ပြောပါရဲအဲစစ်စစ်ချက်တွေအဖြေရလဲတဝက်နီးပါးကိုကောင်းနေပါပြီဟုတ်ကဲ့ပါကိုကြီးကိုစိုးရင်ပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးများတင်ပါတယ်ကိုကြီးကလည်း သူချရတဲ့ပြဿနာတွေသူချစ်တဲ့ပြဿနာတွေအတွက်ကိုအမြဲတမ်းစူးစမ်းနေပါတယ်ကိုကြီးအရင်လိုလဲမစိုးတော့ပါဘူးလို့အဲ့တော့ကိုကြီးကျမ်းမာသွားလို့ရှင်လဲကိုကြီးရောအရင်လိုပဲချင်းမြတိုင်းချစ်ပေးပါ